အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Photoshop ကိုစတင်လေ့လာနေတဲ့သူတွေအတွက်မဖြစ်မနေသိထားတဲ့ Photoshop ရဲ့ interface အကြောင်းကိုတော်တော်ပြသမယ်ဆိုပထမဆုံးအနေနဲ့ interface ဆိုတာပါတယ်ပေါ့နော်ဆိုတော့ interface ဆိုတာကတော့ဒီ software တစ်ခုကိုကျွန်တော်တို့ဖွင့်ဖွင့်လိုက်ခြင်းမှာမြင်ရတဲ့ဟာကိုကျွန်တော် interface လို့ခေါ်တယ် developer ရဲ့ဘက်ကကြည့်ရဆိုရင်တော့ဒါကို UI user interface လို့ခေါ်ပါတယ် social မှာလည်း UI ဆိုတာရှိတယ်ဆိုတော့ကျွန်တော်ရဲ့ UI ရေတော်တော်များများက TikTok မှာလည်းတင်တယ် YouTube မှာလည်းတင်တယ်ဆိုတော့အဲ့နှစ်ခုကိုကျွန်တော်ကနေပြဆိုတော့ match ပြအောင်လို့ ဒီ Photoshop ကိုဒီလိုမျိုးလေးကျွန်တော်ဘေးကိုဆွဲထားရတာပေါ့နော်ဒါကို minimize လုပ်ရမယ်ဆိုရင်တော့ဒီလိုအကျယ်ဖြစ်နိုင်မယ်ပေါ့နော်ဆိုတော့ border ကို Photoshop ကိုဖွဲ့ရတဲ့ဆိုရင်ဒါမျိုးတွေ့ရမှာဆိုတော့ကျွန်တော်ဒီမှာ fine edit image layer စတဲ့ပုံစံဒီတန်းကြီးလုံးကိုကျွန်တော်က Photoshop ရဲ့ menu bar လို့ခေါ်ပါတယ်ဆိုမီနူဘာရမှာဆိုရင် fine edit image layer စတဲ့အားကြီးပါပါမယ်။နောက်တစ်ခုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ဘယ်ဘက်မှာရှိတဲ့ဒီဟာလေးပေါ့နော်။ ဒီဘားလေးပါတယ်ပေါ့နော်ဒီဘားလေးကကျွန်တော်နေရာရှိလို့ရတယ်နော်ဘယ်နေရာမှာပဲရှိရရှိလို့ရတယ်ဒါလေးကိုတော့ဒူဘားလို့ခေါ်ပါတယ်ဆိုတော့အဲဒူဘားရဲ့မှာဆိုရင်ကျွန်တော်မုဒူပါတယ်ပြည့်ခါကြရင်မကွီတူပါတယ်ပြည့်ခါကြရင်လာဇီယိုတူပါတယ်စသဖြင့်ပေါ့နော်တူးစီအများကြီးပါဒါဆိုရင်ဟီလီတူဂရက်တူပြည့်ခါကြရင်ဒါဆိုရင်အီဝီဇာတူ ပြခရင် test 2 pan 2 annual tuesday ပါရဟာကိုကျွန်တော် photoshop ရဲ့2 bars လို့ခေါ်ပါတယ်2တခုကိုကျွန်တော်ဝမ်းဒီပေါ်ထောက်ကြည့်လိုက်တယ်ကျဲတဲ့ခါမှာဆိုရင် casa လေးရဲ့အပေါ်မှာ move 2သူ့ရဲ့ shocker က breeze ဆိုပြီးတော့နောက်မှာပေါ်ရေပေါ့နော်ပြခကြရင် macri 2အပေါ်မှာကျွန်တော် mouse ကိုထောက်ထားလိုက်တယ်ထောက်ထားလိုက်တဲ့ဆိုရင် return ကို macri 2 am ဆိုပြီးတော့နောက်က shocker လေးပါပါရေပေါ့နော်ဒါကြီးအဲ့ဒီ shocker တွေကိုကျွန်တော်ကမှတ်နိုင်နေဆိုရင်တော့မှတ်ပေါ့ဒါမှမမှတ်နိုင်ဘူးဆိုရင်လည်းဘာမှမဖြစ်ဘူးဟိုတကယ်တော့မို့ကျွန်တော်တို့အသုံးများတဲ့ ပန်တူးရယ်တက်စတူးရယ်မူတူးရယ်အဲ့လောက်မှတ်ထားရတယ်ဆိုပန်တူးမှာဆိုပီနက်ဆာပီကွာပီကိုနှိမ့်လိုက်တယ်ဆိုရင်ပန်တူးကိုပြောင်းသွားမယ်ဆိုတော့ကျွန်တော်ကီးဘုတ်ကနေပီကိုနှိမ့်လိုက်တယ်ဆိုရင်ဒီမှာမောက်ကအပေါ်မှာရှိနေပြန်မယ်လေသူကဒီနေ့ဒီမှာပန်တူးကိုဆလက်မှတ်သွားတယ်ဆိုအဲ့လိုမျိုးပေါ့နော်ပြတ်ခါကျရင်ကျွန်တော်ကနေပြီးဒီမှာမောက်ကိုလည်းဘာမှမရှိမထားပဲနဲ့ကျွန်တော်ကနေပြီးကီးဘုတ်ကနေဘီကိုနှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်က move 2ကို2ပါ2ပါဒီထဲမှာဆလက်မှတ်သွားတယ်ဆိုအဲ့လိုမျိုး သူက short cut လေးတွေကိုလည်းနောက်မှပြထားသေးရပါတော့။အတူပါအကြောင်းကိုကျွန်တော်သိသွားပြီဆိုရင်ကျွန်တော်တို့ကကိုတက်တစ်ခုသွားရအောင်။နောက်တစ်ခုကကျတော့သူကကျတော့ဒီ2ပါးရမှာကျွန်တော် move 2ကိုရွေးထားတဲ့ခါမှာဆိုရင်ဒီ menu bar ရဲ့ out ပေါ့နော် menu bar ရဲ့ out မှာဆိုရင်ကျွန်တော်ကဒါမျိုးလေးပေါ်လာ။ Okay ။အဲ့တော့ကျွန်တော် move 2မျိုးနဲ့ market 2ကိုရွေးရမှာဆိုရင်ဟိုဒါမျိုးလေးတစ်ခုပြောင်းသွားပြင်။ဒီခါကျရင်ကျွန်တော်ကနေပြောကြတော့ pan 2ကိုရွေးရမှာဆိုရင် Okay ဒါမျိုးလေးသူကတစ်ခုပြောင်းသွားတယ်။ဆိုတော့တူးတစ်ခုချင်းစီတိုင်းအပေါ်မှာလှုပ်လို့ရတဲ့ option တွေကိုပြပြီးလို့သူ့ကိုကြတော့ two option ဘာလို့ခေါ်ပါလဲဆိုတော့အ two option ဘာဆိုတာကတော့ကျွန်တော်ဒီ move to မှာဆိုရင်ဘာလို့လို့ရမလဲပေါ့နော် move to မှာဆိုရင်ကျွန်တော် auto select လို့လို့ရမယ် auto select လို့တာဒါမှပဲ layer လုံး layer တစ်ခုလုံးကို auto select လို့မလားဒါမှမဟုတ်ဆိုရင် group light ကို auto select လို့မလားဟုတ်နော်အဲ့ဒီမှတ်လို့ရရယ် span 2ကိုထားပါတော့နော် span 2ရမှာဆိုရင်ကျွန်တော်ကဒီ span 2ကိုအသုံးပြုတာက shape လို့မှာလားလမ်းကြောင်းတစ်ခုလုံးမှာလားအန်ရီယူလို့ရရယ်ပြင်လို့ကျွန်တော်က 2တခုချင်းစီတိုင်းရဲ့ option တွေကိုခေါ်ပြပေးလို့မို့သူ two option ဘာလို့ခေါ်ပါတယ်ပြီးရခါကျရင်ကျွန်တော်တို့ကနေပြီးတော့ဒီဘက်မှာပေါ့နော်ညာဘက်မှာရှိရရကြတော့ okay ဒါ icon တော့ဆိုဒီဟာရေအကုန်လုံးထဲမှာမှာကျွန်တော်တို့အသုံးများတာဆို layer ကိုသုံးမယ်ပြီးရခါကျရင်ဒီ character တွေသုံးမယ် paragraph တွေသုံးမယ်ပေါ့နော်ဆိုဒီဟာရေမပါဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုဖော်မလဲကို ဆိုကျွန်တော်ကနေပြတော့မီနူဘားရဲ့ကဝင်းဂျိုကိုနှိမ့်မယ်နှိမ့်ပြခါကျရင်လေယာပေါ်ခြင်းရင်လေယာကိုနှိမ့်မယ်နော်ဒါလေယာပေါ်ပြီးသားမလို့ပျောက်သွားအိုကေပျောက်သွားရအောင်ပြန်ဖော်မယ်ဝင်းဂျိုရဲ့ကိုသွားမယ်လေယာကိုနှိမ့်မယ်အိုကေဒါဆိုရင်လေယာဘန်နဲ့ပေါ်လာပြီတော့နော်ဝင်းဂျိုရဲ့ကိုသွားမယ်သွားပြကြကျွန်တော်ကာရီတာရဲ့ပတ်သက်တဲ့ဟာကြီးချိန်စနေဆိုရင်ကျွန်တော်ဝင်းဂျိုရဲ့ကိုသွားမယ်ပြီးရင်ကာရီတာကိုနှိမ့်ရောမြေလားဆိုရင်ကာရီတာနဲ့ပတ်သက်တဲ့ဒီပေါင်းဆိုင်ဒီရွေးရပြခဒန်ဆလုံးတက်နေတဲ့ပူချာကိုချားတာလေ ဒီချက်မှာလုံးလိုက်တယ်ပေါ့နော်ဆိုတော့ဒါကတော့ Photoshop CS ရဲ့ user interface ပဲဖြစ်ပါတယ်ဆိုတော့ဒီပူဂျူရန်ဒီပေါ်တော့ဘော်ဒါတို့တကူရလိုက်မယ်လို့ပြောနေပါတယ်ဖိုရှင်နဲ့ပတ်သက်ပြီးတော့ဒီထက်ပြည့်ပြည့်စုံစုံလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ online class တွေကို join လို့ရပါတယ် join online class တွေကဒီလကုံနောက်လာတယ်မှာစမှာပါဒီမှာလည်းဒီလိုလာပြီးတော့ join လို့ရပါတယ်ကြည့်ရှုပေးတော့ကျေးဇူးများတင်ပါတယ် join channel လေးကိုလည်း like follow နဲ့ subscribe လုပ်ပါပေးဖို့ပြောရင်းနဲ့ပဲနောက်နေ့မှတွေ့ပါမယ် see you guys